ဒီနေ့ကြောင်ရက်ချောပဲကျွန်တော်ရွေးချယ်လုပ်ပြရမလို့ပြောတယ်ဒီကောင်းစီတော်တော်အော်ဒန်းစားတယ်ဗျာတော်တော်အော်ဒန်းစားတယ်မပြောချင်လည်းပြောရအောင်မယ်နော်နားနဲ့မလားဖွားနဲ့နားဆိုလို့ဖြစ်နေအဲ့တချင်းမပြောချင်ပြောရအောင်မယ်နားနဲ့မနားဖွားနဲ့နားဆိုအဲ့ဒါဘာလို့လဲဟင်းဟင်းဟင်းတရာထွက်နေတာမသိဘူးဆိုတာကျွန်တော်ကြားလိုက်တာအတူတူနားတော်နေအောင်မယ်ရွေးကောက်ပွဲမှာပြဿနာတွေတက်ကုန်ပြီ ကိုကိုကြီးရဲ့ပြည်သူပါတီကအမတ်လောင်းတယောက်ကိုငွေဦးတော်လန်ရေးတို့အရေးတော်ပုံကိုပြောလို့ဆိုပြီးစစ်တပ်ကဖမ်းမယ်လေအဲ့ဒါကဟိုပီပီပီနလုံးပါတီပေါ့ရာပီနလုံးပါတီကအဲ့ဒီတွတ်တော်ကိုယ်စားလှယ်တဦးကနော်အဲ့ဒီတွတ်တော်ကိုယ်စားလှယ်တဦးကသူ့ဖရလည်းပဲကိုကိုကျော်ပြန်အဲသူကလည်းပဲထောင်ပြန်အဲဒူသားလည်းပဲအခုဟိုနေပြန်ဒါပေမဲ့အဲ့နံမှာတုံးတုံးတာကဒီကျွန်တော်2021က အ2021ဆိုတာအခင်းချင်းကအရင်ခင်းဖြစ်တယ်เนาะ2021အခင်းချင်းလို့ကျွန်တော်တို့ထုံးတော့သုံးဆရမှာအ2021တော်လန်ရေးဆိုတော့ဘသူ့တော်လန်တာလဲဘာလို့လို့တော်လန်တာ2021အရင်ခင်းကမဲမသက်မှမဟုတ်ဖြစ်တဲ့ပြဿနာဖြစ်တယ်အဲ့ဘောမှာပြည်သူတွေအဲထားကြအောင်ကြောင့်မဖြစ်တယ်เนาะဆန္ဒပြမှုတွေဖြစ်တယ်ဒါမဲမဲ့တမမှုဖြစ်တဲ့အတွက်ဆန္ဒပြမှုတွေဟိုနေတမလို့အာနာထိန်တဲ့အတွက်ဆန္ဒပြတယ်မဲမဲ့တမမှုတွေဖြစ်တဲ့အတွက်တမလို့အာနာထိန်တယ်အဲ့တော့ဆန္ဒပြတဲ့အခါမှာနောက်ပိုင်းကျတော့သူက အဲ့ဒီအကြံဖက်လုပ်ငန်းတွေလုပ်တယ်ဆန္ဒပြတာဒီတက်မလို့ဟာဘာမှရောခွတ်တော့ထားတယ်လွတ်ပေးထားတယ်လွတ်ပေးထားတယ်အကြံဆန္ဒပြတာရရေဟိုးတန်းပြအဲ့ဒီမှာရုပ်ရှင်မင်းသားမင်းကြီးတွေဆိုတာတလဲဆက်အာမြင်းကြီးကုန်းစိုးလမ်းစုံတို့ဒါမှပိုက်တကုန်းစိုးပေါ်လိုက်ပြောက်လိုက်တွေဖြစ်နေတာဟုတ်လားမလားအဲနောက်ကြလို့ဆိုလို့တဲ့မြင်းကြီးကုန်းဘက်မှာဆိုလို့အဲမြင်းကြီးကုန်းစိုးထားလိုက်ဒီဘက်မှာဆိုလို့ရှင်အဲမြင်းပြေသားဦးကျွန်းတို့ဒီဘက်မြင်းကြီးအဲမြင်းကြီးကုန်းဟိုဘက်ကဒီဘက်ကြတော့ပါခွန်လဲဆို ကျွန်တော်စီးနီးမတ်တွေပါရှိရနေထားလိုက်ပါတော့ကျွန်တော်လည်းအဲတိတ်ပြီးတော့လောလောကူအဲအဲအဲ့နေရာလေးရွှေကုံနိုင်တို့ဘာညာဘောနေရာပေါင်းစုံနေမှာဒါဆန္ဒနေပြကြတယ်ပြကြတဲ့အချိန်ဒီတက်တော်ကဘာမှမပြော AC ပဲလွတ်ထားတာပဲလွတ်ထားတာပဲနောက်ပိုင်းကျတော့ဘကိုးဘက်ကနေစားရဟိုးရိုက်လိုက်ဒီခွဲလိုက်ဟိုးဟိုးခွက်ဒီပလုံးနေဆိုပြန်ညံ့ခြင်းနေတာပဲအကုန်ဖြစ်တာအကုန်ဖြစ်တာအကုန်ဖြစ်တဲ့အခါကျတော့အဲအဲ့တော့တက်တော်ကအာနာထိန်းနိုင်ရတာဖြစ်တယ် နော်တောင်းတော်ကအာနာထိနေတာဖြစ်တယ်အဲအာနာထိနိုင်ပြီးတဲ့အခါကျတော့သူတို့ကဘာဖြစ်လာလဲဆိုတော့အဲအာနာဒီဘက်ကထွတ်တော်ကိုယ်စလဲတွေကဒါသူတိုက်ယူတော့မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာပြီးတော့မှဒါတော်လိုင်းရေးဆိုတဲ့ပုံစံမျိုးဖြစ်လာအမှန်ကတော်လိုင်းရေးမဟုတ်ပုံကန်ရေးဖြစ်တယ်ဒါမှမြည်သွမယ်ဆိုစေကောင်2021အရေးကင်းအကင်းကျဲမှာကျွန်တော်တို့ကဒါစမ်းကျင်တဲ့ဘက်ကဖြစ်တယ်ဘာညာဆိုတော့တော်လိုင်းရေးမှာကျွန်တော်တို့ကဘလို့ဖြစ်တာ အဲဘယ်မှာတော့လဲဆိုတာသူတောင်းလျှောက်ကအာရှင်းတော့သူတမိုင်းတစ်လျှောက်သူကမျိုးတစ်လျှောက်တော့ဟာထောင်တော့တယ်ထောင်တယ်မှာဖေးလဲထောင်တဲ့ကိုကိုကျော်မြန်ဟိုကျော်တော်လန်လားဟိုဟာတဲ့ဆိုတော့ဒါတော့တော့ကိုစားလဲတယောက်ရဲ့အရေးချင်းနေမှာပြည့်စုံမပြည့်စုံတဲ့အခါမှာဒါတော့တော့ကော်မရှင်ရွေးကော်ကိုဒါမီဒီယာနှစ်ဦးကမေးတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်เนาะမီဒီယာနှစ်ဦးကမေးတယ်လို့ကြားသိရတာရှိတယ် ဒါဒါဒါအေးပြောလို့ရသလားဒါဒါနဲ့မဲဆက်စီအောင်လို့ရအဲ့ဒါအမှန်ကန်တယ်ဆိုလို့ရှိရင်တက်ဆိုင်ရဒါရေအရေးပိုင်းတွေကနေမှာအနာပိုင်းတွေကခေါ်ယူစစ်ဆေးပြီးတော့မှအမှန်ကန်တယ်ဆိုရင်ဒါ UEC ဘက်ကနေမှာသူတို့မဲယူကောက်ဝဲကော်မရှယ်ဘက်ကလွတ်တော်ကိုယ်စားလှယ်ရဲ့အရေးထင်းတယ်မပြည့်မီဘူးဆိုပြတာသူတို့ brain မှာ brain မှာအခုဖြစ်တာကဒါရေဖန်းသွားလားမဖန်းသွားလားတော့မသိဘူးဒီကတော့လွတ်တော်ကိုယ်စားလှယ်တအုပ်လုံးမှသူ နိုင်ငံမှာပြည်သူတွေအားကိုးအားထားပြုအပ်မဲ့သူကစလာတဲ့ကွာရန်စကားဖြစ်တော့ LL လက်ထက်မှာထောင်ထွက်တွေအများဆုံးဖြစ်တယ်။နော်ထောင်ထွက်တွေကြီးပဲအကုန်လုံးအပေါ်ပိုင်းမှာရှိရလို့ထောင်ထွက်တွေကြီးပဲ။အဲထောင်ထွက်တွေဆိုထောင်ထွက်ကတော့ထောင်စိတ်တက်ပဲရှိတယ်ဗျ။အဲကျန်တာဘာမှမပြောနဲ့ထောင်ကျသွားတဲ့လူကထောင်စိတ်တက်ပဲရှိတယ်။ကျန်တာဘာမှမရှိဘူးမဲ့သွားမယုံသွားကြည့်အထဲမှာမယုံခင်ဗျားတို့ထောင်နဲ့ခဏဝင်ကြည့်နော်ထောင်နဲ့ခဏဝင်ကြည့်ထောင်နဲ့ထွက်လာတဲ့ကောင်လည်းထောင်စိတ်တက်ပဲ။ ဒီရပဲရှိတယ်။ညဒီတဲ့ကြော်တာမရှိဘူး။အဲ့တော့ထောင်းထွက်လာတဲ့ခါကျနိုင်ငံရေးလုပ်ပြီးထောင်းထွက်လာတဲ့ခါကျတော့နိုင်ငံရေးစုပြီးတော့ဒီမှာဘူဝဘူဝထားလုပ်တယ်ဗျာ။လုံလုံတုတ်လိုက်ပြီးတော့ထောင်းကြ။ထောင်းကြတော့နိုင်ငံရေးသမားဆိုပြီးဖြစ်သွားရော နိုင်ငံရေးသမားဆိုပြီးဖြစ်သွား။အဲ့တော့နိုင်ငံရေးနိုင်ငံရေးသမားဆိုတာဘာလို့လဲဆိုတိုင်းပြည်ပေါ်မှာအသက်၁၈နှစ်လောက်ကနေပြီးတော့စပြီးတော့မှဒါတက်ဆုံးဆန်များတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံကိုဘယ်လောက်ချစ်တယ်လဲဆိုတော့အတောင်တော်သားလိုက်တဲ့ဥပဒေရှိတယ်။ အသက်၈၈နှစ်ကနေပေါ့မှာတောင်းတော့အခုအရာကြီးပုံကျုံမှုကြီးလို့ပါလို့လို့အဆက်မျိုးတွေဖြစ်သွားတဲ့ပုံကိုတက်ဆက်အကုန်လုံးတောင်းချောက်ရှိတဲ့ဆိုဂျားဒိတ်မှာတည်သွားတဲ့သူတွေရှိရကျိုးလာပြက်တာရှိတယ်အသက်၈၈နှစ်သားနဲ့စပြီးနိုင်ငံတော်ကိုသက်ဆွန်ကြိုးပမ်းထမ်းဆောင်တာထောင်ထဲဝင်ပြီးတော့မှနိုင်ငံရေးလုပ်တာမဟုတ်ဘူးအခုလွတ်တော်ကိုယ်စားလှယ်တွေကလည်းပဲဒီလိုမျိုးစားလာတဲ့ကွာအရေးသေးမှရှိဆိုလို့ရှင်ဒါပြည်သူတွေကထောက်ပြလာမှထောက်ပြလာတဲ့အခါမှာတက်ဆိုင်ရတရားစွဲအဖွဲ့အစည်းတွေရှိမှတက်ဆိုင်ရဖမ်းဆီးထိန်းသိမ်းရမှဒါကိုဖမ်းဆီးထိန်းသိမ်းတာ အဲ့တော့တစ်ဖက်အကြမ်းဖက်တွေကဘာဖြစ်တယ်လဲပြောလာလို့ရှိရင်ဒီခေါင်းသွားတင်ရင်တက်မလို့ပဲတဲ့ခေါင်းသွားတင်ရင်တက်မလို့ပဲတဲ့တယ်ကျန်တဲ့လူမတဲ့ကျွန်တော်ကဟိုရှင်းပြောလို့ရှိရင်ဒီလူတွေဒါမပြောနဲ့ဒါတရားမမှန်ကန်ဦးလို့ရှိရင်ဒါကျွန်တော်ကျွန်တော်နိုင်နဲ့ပြောချင်တာပါတဲ့မှပေးလိုက်ကျွန်တော်သလဲလွတ်တော်ကိုယ်စားလှယ်ပြောပါလေမပြောဘူးဒီလွတ်တော်ကိုယ်စားလှယ်ဆိုမယံကုန်းဆိုရင်မရကုန်းသူပါညာတော့ယံကိုနားငင်နဲ့တိုက်ပြီးရမ်းတာတော့အဲ तू ကအဲဒါပြောတာလေကျွန်တော်တွေ့တဲ့အခါကျွန်တော်ပြောပြပါလေဟုတ်တယ်မလား နောက်တခါကျတော့မြောက်တခုဘက်ကဒီတွတ်တော်ကိုယ်စားလှယ်တယောက်စားလှယ်ဒီလိုပဲမိတာနဲ့ဖြီတာနဲ့တက်ဒါလေးတဲ့ကျွန်တော်ထောက်ပြတင်ဆင်ဖို့အတွက်ထောက်ပြနေတာတို့ကျွန်တော်တို့ရဲ့အနာဂတ်ကိုပေါ်ဆောင်ဝိမတွတ်တော်ကိုယ်စားလှယ်ဒီကဒါလိုမျိုးတွေမန်မာနာငခုံတဲ့ကူကမဟုတ်သေးဘူးတက်နေပါဆိုသွားပြီအဲ့ဒါနိုင်ငံရေးချိန်ရှိဘူးလို့ပြောနိုင်ငံရေးချိန်ရှိတဲ့လူတွေကစကားတစ်လုံးပဲပြောတယ်ကပောင်းအောင်လဲနိုင်ငံရေးချိန်ရှိတဲ့လူကစကားတစ်လုံးပဲပြောတယ်စကားနှလုံးပဲပြောဘာပြောလဲဟုတ်ကဲ့ကျွန်တော်တို့လုပ်ပေးပါမယ်ဆိုတာပြောတယ်နော် အာဒါဘာဆင်းကြီးညာဆင်းကြီးမပြောဘူးအိုဘာမမေးလိုက်အိုဘာမသွားပြောလိုက်တယ်အာဒါရဲ့ဒီစစ်ပွဲကဘယ်တော့ရပြီအာကျွန်တော်တို့စူးစမ်းနေပါတယ်ခင်ဗျာဒါနိုင်ရင်ရေကြီးလေပဲမြင့်နေသူတွေစကားပြောအခုကျွန်တော်တောက်ဆောက်ကြည့်နေတွတ်တော်ကိုယ်စလဲလုံးဝသူကအာဒီစက်လုံးမောင်းကပမ်ပလက်ရိုက်တာဒီပုံနှိပ်ဆက်ကြောင်ဖြစ်တာတို့အဲပြီးတဲ့ခါကျဒါတွေပြန်ပြီးတော့လောက်ရမှာကကျမတို့အများကြီးငွေကုန်ကြေးကြတာအများပါဆိုဆုံးဆုံးတာဒါတွေနဲ့စင်ကြီးတွေနဲ့တွားလိုက်တာ အမှန်တကယ်နိုင်ငံရေးရည်တည်နိုင်ငံရေး level ကတအားနိုင်နေတယ်နိုင်ငံရေး level မြင့်ဖို့ဆိုတာက နိုင်ငံရေးများများလုပ်နိုင်မှာဖြစ်ပါမနေ့တနေ့ကတော့တတော်ကိုယ်စားလှယ်ဝင်လောက်ပြီးတော့မှအဲဒါအာဟိုခုံချိန်နေမြေကငါတတော်ကိုယ်စားလှယ်ကဘာညာဆိုရဲအထာကြီးတွေဖြစ်လာတဲ့အခါကျတော့ဒါနိုင်ငံရေးရည်ကြုံနိုင်ငံရေး level လည်းမရှိဘူးဘာမှမရှိဘူးအဲမိုက်ကြီးခွဲပြီးတော့မှအဝတင်တဲ့ဟာတွေပဲလုပ်တာဒီရောက် ကတ်တကတ်နဲ့တုံးတာဗျာကတ်တကတ်ဆိုတာဒါငါလွတ်တော်ကိုယ်စားပဲဒါလုပ်ပေးပါ냐ဟဲ့ဆိုအခွင့်ရေးတရက်နေနဲ့တုံးဆွဲတာပေါ့ဒါမျိုးပြောကြအခုဒီပဲပြောသွားတယ်လူမြတ်ကျော်လာသူပြောသွားတဲ့ဟာကရှင်းလက်သက်ဖန်းတာလည်းဟုတ်အဲ့ဒါကတိုင်ကြားသူရှိတိုင်ကြားသူရှိလို့ချင်းခောက်ယူစစ်သေးတာပြီးတော့သူကတုံးတော့တုံးစားပေါ်ကလည်းပဲဒါတော်လိုင်းကြီးလို့ထုံတော့တုံးတော့တုံးစားကြအကြောင်းမရှိဘူး 2021အရေးခင်မှာကျွန်တော်တို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့နားတော့လို့ကောင်းမယ်ဒါမိုက်ကြီးခွဲရန်ကားပြီးပြောတာဖြစ်တဲ့အတွက်ဒါအရေးယူရဲလို့တော့ကျွန်တော်နဲ့ကြားသိရတာရှိတယ်ယူသလားမယူသလားတော့မသိဘူးဒီကောင်ပြောတဲ့စကားကိုဒါဖြည့်ရှင်းပြတာပါတချို့လူတွေကအသိဉာဏ်မမှဆိုလို့နော်အော်ဒါရင်းနာမဟုတ်ဘူးတတ်တက်ခိုင်အပြာမယ်သိရမလားတတ်တက်ခိုင်ရဲ့ပါတီလွတ်တော်အမတ်အိမ်ဘူးဗျာဂဲဒီနဲ့ဝိုင်းထုတ်ဘူးဗျာ ဲ့ဒါလာပြောပြတာပါဒီကမွေးရင်တော့လူစိတ်တီးတော့ထားဖို့လိုတယ်လူမြတ်ကျော်လို့ပဲကျွန်တော်ပြောချင်တယ်အဲတက်တက်ခိုင်ဆိုတော့ဒါပြီးသုံးလို့ပါစီကအတော့အုံးနေမော့အဲဒေါက်တာဒေါက်တာတက်တက်ခိုင်ကိုပြောတာဖြစ်ပါလိမ့်မယ်နော်အပြမယ်ဆိုတော့အဲသူတို့ကတော့သူတို့ရဲ့ uniform တွေကတော့အာဒါအပြဝိုင်းဆက်ပေါ့နော်အပြဝိုင်းဆက်ပေါ့ဒါကသူအပြမယ်လို့ခေါ်ကြအကြောင်းမရှိဘူးလေဒါခုံသိကကြဟို တော်တော်ကိုတန်းမရှိတာပဲဟုတ်တယ်မကျွန်တော်ဒေါ်သက်သက်ခိုင်ကိုကြိုက်လို့လားဒေါ်သက်သက်ခိုင်ရဲ့ပါတီကိုကျွန်တော်တို့အဲလက်ခံလို့လားဘာလားဒါမျိုးကြောင့်ကျွန်တော်ဒီစကားကိုထုတ်ပြောတာမဟုတ်ဘူးနော်ဒါတတခိုင်တို့ပါတီမှာလည်းပဲဟိုလူငယ်ရေးရဆိုတဲ့ကောင်လေးပြောတဲ့ဇာဝလာအာကျွန်တော်တို့ကလူငယ်တွေကိုစိမ်အေးရွှေကိုရတယ်မဟုတ်စိမ်မစီဝေးတာမှာဆိုဒီလိုပေါ့ဖော်ရှော့တွေပြောတာပေါ့မိမိအပြည့်အဲလွတ်တော်လည်းမရောက်သေးဘူးအစိုးရမှာထမ်းဆောင်မှာတာဝန်တစ်ခုမှမရောက်သေးဘူး ပြောလိုက်တဲ့စကားကဟိုလုံကြီးတယ်လို့လို့မျိုးကျွန်တော်တို့ကအာလူငယ်တွေကိုရွှေကုတ်ရော်လည်းမဟုတ်စိမ်မစီရမှာမသိပဲရွှေကုတ်ပြီးသားမလို့နောက်စိမ်စီရတော့မယ်ဆိုတော့ဒါမျိုးတွေပေါ့မိမိရဲ့စကားအသွာလားမိမိရဲ့အတိတ်ပဲမသိဒါကြောင့်လဲကျွန်တော်ပြီးသုံးလို့ပါသည်ကိုလည်းတောက်ဆောက်ကျဲအဲပြီးသုံးလို့ပါသည်မှာဆိုကျွန်တော်တောက်ဆောက်တွေ့ပါလေဟိုဟိုနောက်ထပ်ဟိုတေးရောက်ဆိုလို့ကျွန်တော်ကျဲပါ2025လို့လို့မျိုးတွေ နောက်ပြအများကြီးပဲကျွန်တော်တို့အဲ့ဒီပါတီမှာတွေ့နေတာပဲဒါပေမဲ့ဒီပါတီကိုကျွန်တော်တို့ကအပြစ်ပြောတာမဟုတ်ဘူးအဲ့ဒီပါတီရဲ့နိုင်ငံရေး level မြင့်တဲ့သူတွေတရားဝပါလာတာမရှိသေးဘူးအဲချီတော့ရှိမှာပေါ့ဗျာဘယ်နေရာမှာရှိလဲမသိဘူးကျွန်တော်နိုင်ငံမှာတွေ့တဲ့သူတွေကတော့နိုင်ငံရေး level နဲ့ပြောနေတဲ့သူတွေမတွေ့သေးဘူးနိုင်ငံရေးနဲ့အဲနိုင်ငံရေးဘဝပြီးတော့အရေးချင်းပြည့်ပြည့်ဝဝနဲ့ပြောနေတာကိုကျွန်တော်မတွေ့သေးဘူးဒါကျွန်တော်အနေနဲ့မမှန်ကန်ကန်ပြောပြတာနော်အဲ့တော့ကျွန်တော်ပြောတာက အာဒီအဲ့ဆက်သွားပါလေလူငယ်ကြီးရကောင်လဲဆိုတော့ဒါပြည်သူစစ်မှုထမ်းဥပဒေကြောင့်အာလူငယ်တွေကအာရဝဲကိုတွက်သွားပြီးတော့ဆိုတော့ဒါသူပြောတာကြီးကျွန်တော်အရင်တော့ကျွန်တော် ပြောဖို့ကလည်းရရှင်လို့ဖို့ပါလေဟုတ်တယ်မလားနောက်အဲ့ဒီပြီးတော့လောက်ပါသေးတာတူပဲစီးစီးပွဲရဆိုတော့ကြောင့်တန်းလိုက်ကျွန်တော်ဖုန်းပြောမှုတယ်အဖုန်းပြောတယ်ဗျသူတို့စကားပြောတဲ့ဟာမှာဘလို့ဖုန်းပြောမှုလဲဆိုတော့အဲကျွန်တော်တို့ပြောလို့ရတာရှိပါတယ်ပြောလို့မရတာရှိပါတယ်ဘာဖြစ်လို့ရမလဲဆိုတော့အဲ့နဲ့တော်ပြီးတော့တော်တော့ဘာဖြစ်လို့လဲဆိုတော့ ငိုတဲ့ကိုကအတိတံလာပါတီဆိုတဲ့နေရာမျိုးမှာအာကိုက အာစီးစီးအဖွဲပဲပဲဒီတယောက်ကပြည်သူတယောက်ကသိကျင်တာပဲပဲလူပြောစီအာဒါမျိုးကတော့ကျွန်တော်လုံနေပါတယ်အဲဒါလေးကတော့ကျွန်တော်တို့အဲဘာရှိပါဒါမျိုးပါအာကျွန်တော်တို့ပြောခွင့်အဲရှိတဲ့အပိုင်းရှိတယ်ပြောခွင့်မချက်ပါဘာနေမှမသိဘူးရှောက်ပြီလားအမှန်ကိုဘာမေးတယ်လဲမေးတာကအာညီလေးအဲမင်းတို့ပါတီရဲ့အဲလုံဆောင်ချက်လားအာအဘိုးကြီးကျွန်တော်တို့ပါတီကတော့နိုင်ငံတိုးတက်ဖို့အတွက်လုံဆောင်ချက်တွေအများကြီးရှိပါတယ်ကျွန်တော်စူးစမ်းနေပါတယ်အဲအခုဘာလေးမှလည်းဒါကြောင့်မို့ကျွန်တော်တို့ကဒါကြောင့်ဒီပြောတင်လာလဲရှိရမပြောတဲ့ကျွန်တော်ပါတီရဲ့ဟိုကဒါဟာတော်ပြီလို့အဲဆိုတော့ လေရတ်သွားလိုက်မယ်လက်မတစ်ဆောင်ထိုးဖို့ငါးနှစ်လောက်စောင့်အောင်ပုံစံမျိုးပါတီမျိုးတွေဖြစ်သွားတယ်အဲ့ဒီကအဲ့ဒီကအဲ့ဒါကိုလည်းကျွန်တော်စိတ်ဝင်စားခဲ့ပါဘူးနော်အဲ့ပါတီကိုလည်းကျွန်တော်စိတ်ဝင်စားခဲ့အရင်တော့တော့စိတ်ဝင်စားတယ်ပြီးခိုင်မျိုးကဗျာပြီးခိုင်မျိုးတာမယ်ပြီးခိုင်မျိုးတာမယ်အချိန်မှာပြီးသုံးလုံးကဒါအမှန်ငယ်တောင်းတတင်းပါတီဖြစ်လာခဲ့လို့ရှိရင်ဒါပြီးသုံးလုံးနဲ့ဒီဘက်နဲ့ပြီးခိုင်မျိုးနဲ့ရှင်ကြရမယ်ပေါ့ကျွန်တော်အနေနဲ့မြင်တာ အဲပြီးသုံးလုံးမှာဆိုတော့ဒေါက်တာတက်ခိုင်ကဝန်ကြီးတွေလောက်ထားလဲဘာညာဆိုအရေးချင်းရှိတာကိုကျွန်တော်တို့ကသိရှိတာရှိတယ်ဒါနဲ့နောက်တစ်ခေါက်ပြန်ပြီးတော့အဲကျွန်တော်တို့အရင်သိရှိတာတာပေါ့နောက်တော့မှဒါသူတွတ်တော်ကိုယ်စားလဲရုပ်သိမ်းတဲ့ဒါပုံမှန်ရှိကာကြီးကိစ္စတွေပေါ်လာတော့မှအာငွေကြီးဒီစီးပွားရေးဆိုင်ရာစီမံမှုတွေသူတို့ရဲ့မိသားစုမှာတော့မှစီးပွားရေးကိစ္စတွေအေးပြဿနာတွေဖြစ်ခဲ့လို့ကျန်နိုင်ငံရေးတနိုင်ငံကိုစီစဉ်မဲ့ဥက္ကဋ္ဌတယောက်ကဒါကတော့ကျွန်တော်တို့မဖြစ်သင့်ဘူးထင်တယ်ဆိုတာမျိုးကြောင့်ကျွန်တော်တို့က အဲဒါတိတ်ပြီးတော့ဟိုမပြောတော့တာမပြောတော့တာဘာဖြစ်လို့ဆိုတော့နိုင်ငံကြီးတက်နိုင်ငံလုံးရှိတယ်ဗျာနိုင်ငံကြီးတက်နိုင်ငံလုံးတို့စီမံအဲဒါမနိုင်မဲ့လုပ်မဲ့စီမံခန့်ခွဲမဲ့ပုံကောမိမိရဲ့စီးပွားရေးတောင်မှအဲဒါလိုမျိုးအောင်မြောင်မလုပ်ဘဲနဲ့ဟိုဟိုလက်ထက်ကြောက်ဒီလူကြောက်ဒီငွေကြေးတောက်ပါ냐ဒါလိုမျိုးစင်ကြီးတွေတားများလာပြီးတော့အချိုးတွေအကြောင်းတွေပေါ့ဗျာဒီလိုဗမာလိုပြောမှဆိုဟိုအကြောင်းကြောက်ဒီအချိုးကြောက်ဒါကြောက်ဒါကြောက်ဒါလိုဖြစ်တဲ့သွားမျိုးဖြစ်လာတော့ဩအဲ့ဒီအချိန်မှာကျွန်တော်တို့က ျွန်တော်တို့ဖြစ်တင်တာကကျွန်တော်နိုင်ငံကိုအကျိုးမြတ်ပဲကျွန်တော်တို့ရချီကျင်တာအကျိုးအကြောင်းမသိတင်ဘူးအကျိုးမြတ်ဆိုတိုင်းပြည်ဖွံ့ဖြိုးလာဖို့တိုင်းပြည်တိုးတက်လာဖို့ဒါကိုရေရှိပလင်နေနဲ့ဘယ်လိုချမလဲဆိုတာဒါမျိုးလှုပ်ဆောင်နိုင်တဲ့ပုံစံတွေကျွန်တော်ကမျှော်လင့်တာအဲဒါကြောင့်အဲဘုရားကြောင့်ကျွန်တော်တို့ကမလုပ်ရသေးပါဘူးအဲလေလီတက်ထက်ကလည်းဒီတိုင်းပဲဘာမှမလုပ်မတော့ဘူးဒါမှပြောလိုက်ရင်တော့အဲအဲစင်ကြီးတွေကြီးပြအကျိုးအကြောင်းတွေကြီးပြအကျိုးမြတ်တစ်ခုမှမပြအောင်နော်အကျိုးကြောင့်လေကအကျိုးမြတ်ကသူတို့ပဲယူသွားတယ်တိုင်းကြီးမှာအကျိုးမြတ်ဘာမှမရှိခဲ့ဘူးအကုန်ကုန်တာပဲ ိုင်းနေတယ်အခုလက်ချင်းကုလက်ချင်းတည်းတည်းပဲအဲသူတို့ထပ်သွားပြီး9နှစ်ထိကကုချိန်ပြီးလဲကုန်တာပဲတည်ရန်စတာတွေတော်တော်များများအာတက်ကြတယ်ဖြတ်ကြတယ်ဒုကြတယ်ခိုးကြတယ်နှိုက်ကြတယ်အများကြီးဖြစ်တာပဲဟုတ်လားအဲ့တော့ဆော့ဆော့စကားကိုပြနေတယ်ကျွန်တော်ဒီစကားပြောတာကအာဒါပြီးတော့လို့ပါတီဘက်ကပါပြီးတော့ပြောတာလည်းမဟုတ်ဘူးဘယ်ပါတီဘက်မှပါပြီးပြောတာမဟုတ်ဘူးအဲကျွန်တော်လည်းပဲအဲဒါတိုင်းပြည်အတွက်တရောင်းတဲ့နေရာနေမှာအသိဉာဏ်ပညာဖွံ့ဖြိုးအောင်လို့ကျွန်တော်တို့အဲဒါပြောပြနေရပြန် ဒီကောင်ကတော့မိုင်းရိုင်းတော့ကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲဒေါ်တသက်ခိုင်ကိုဒါကဒေါက်တာဒေါ်တသက်ခိုင်ပေါ့ဟုတ်လား။ဒါကိုအပြာမယ်လို့ပြောတယ်ကပြောเสียရသကောင်အော်ဒေါက်တာဒေါက်တာခိုင်နဲ့အိမ်ကိုပြခဲနေနေပေါ့တယ်ဘာညာမျိုးပေါ့။ဒါမျိုးတော့ဆိုဟုတ်လားလဲကျွန်တော်မကြားမိပါဘူး။ရပေါ့เสียရလဲအကြောင်းကြီးဒါတော့လည်းမိမက်เสียရမြစမ်းပါဘူး။မိမက်เสียရဒေါ်တသက်ခိုင်လည်းပဲဘာမှတိုင်းမိမှဖြတ်လို့ဖြတ်စီဘာမှမဖြစ်ဘူး။သူကသူသူ့စီးပွားရေးကြောင့်သူကသူအခက်ခဲဖြစ်တာမျိုးပဲရှိတာ။ဟုတ်တယ်မလား။အခု အဲအဲ့ဒါဘုံမှာမှခဲလေးနဲ့ပေါက်တယ်ဘာညာဆိုဒါမဟုတ်ဒုက္ခသဘုံလေးတွေပြောတဲ့လိုပဲကျွန်တော်နေတယ်ကျွန်တော်တော့အဲ့နာနဲ့ဆက်ဆက်မှုမရှိဘူးမဖြစ်နိုင်ဘူးဆိုတာပဲကျွန်တော်ကပြောတာပါနော်ဟိုလူမြတ်ကျော်ကကျွန်တော်စဉ်းစားတယ်ဒီကောင်လူရောဟုတ်ရဲ့လားတောင်းတတော်တသက်ခိုင်ကိုအပြာမယ်လို့သူကပြောတဲ့ခါကျတော့အမှန်ဒါကတော်တော်ကိုရိုင်းတိုင်းနဲ့အတုံးလုံးပဲဖြစ်ပဲဒါသူ့ရဲ့လာရောက်ကြီးလိုက်လို့ကြပါနေလို့ကျပါလို့ကျွန်တော်ကြားတယ်ဒါဒီဘက်ကိုကူသွားမှမှဒီဘက် သူတို့အကြမ်းဖက်ဒီဘက်ကိုလှုပ်ဆောက်ပြီးတော့မှသူမီဒီယာတွေလှုပ်လိုက်ဟိုပြောလိုက်ဒီပြောလိုက်အလူခံလိုက်ပါလှုပ်လိုက်နေတကောရုပ်ပေါက်သွားတာတကယ်ကဒီဘက်မှာဆိုဘာမှတဝင်နေဖြစ်တာမဟုတ်ဒေါက်တာသက်ခိုင်ကောင်ကချွေစင်မျိုးဆက်ငန်းငယ်တဲ့ဟိုကဒါဒေါက်တာလည်းဖြစ်တယ်ငန်းငယ်တဲ့ကဒါဗရမများမြေဘက်မှာနေမှာချမ်းသာကျော်ဝလာတဲ့သူပဲဖြစ်တယ်ချမ်းသာကျော်ဝတဲ့အပြုံမှာအာလုပ်ငန်းကဆောင်တာတွေမှာလည်းပဲအရင်ချင်းချင်းနဲ့လှုပ်လာတာတွေ့ရနော်ဒါဒါတော့တွေ့ရတယ်ဒီလောက်ကအော်တန်းစားတွေကဘာလို့ပြောနေမှမသိလို့ကိုယ့်အဆင့်ကိုယ့်အတန်းကိုလည်းမသိဘူး ဒါလေးကိုကျွန်တော်ပြောချင်တာပါတစ်ဖက်လူတာစီနာစီတော့မရှိပါဘူးเนาะအဲ့ဒါလေးအဲ့ဒါလေးပြောချင်တာပါအားလုံးလိုတာပြည့်ပါစီဗျာ